မြေအောက်ကရုရှားတပ်တွေကိုတိုက်ခိုက်ခဲ့တဲ့ယူကရိန်းလေကြောင်းအခုကျွန်တော်တို့မြင်နေရတာကတော့ယူကရိန်းလေယာဉ်မှုနဲ့သူ့ရဲ့ MiG-29 လေယာဉ်ပဲဖြစ်ပါတယ်။သူတို့ကစစ်စင်ရေးအတွက်ပြန်တမ်းဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ဒါကိုကြည့်ရတာနဲ့တင်စိတ်လှုပ်ရှားမှုတွေပြင်းထန်နေပါတယ်။ပျော်ရွှင်မှုဝမ်းနည်းမှုနဲ့လက်စားချေလိုတဲ့စိတ်ဆန္ဒတွေရောနှောနေပြီးအားလုံးထက်အနိုင်ရလိုတဲ့စိတ်ဓာတ်တွေကိုခံစားမိပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုယုံကြည်မှုရှိတယ်လို့ခံစားနေရတာမျိုးပါ။ စစ်ပွဲရဲ့ကံကြမ္မာကိုပြောင်းလဲစေတဲ့အခိုက်တန့်တိုင်းကမိုးချိုးပစ်တယ်လို့ရုတ်တရက်တုံ့လှုပ်ခြောက်ခြားပွဲပေါ်ပေါက်လာတတ်ပါတယ်။ယူကရိန်းမှာဖြစ်နေတဲ့ပဋိပက္ခကဒီအပတ်မှာအရှိတ်ဆက်မျက်နှာမှာအထုတ်ထိတ်ကိုရောက်ခဲ့ပါတယ်။ရုရှားတပ်မတော်ကမြေပြင်ထိုးစစ်အစ်တစ်ခုကိုစတင်ခဲ့ပြီးယူကရိန်းက background ဒေသမှာဖိအားကိုမြင့်တင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲတွေကြားမှာစစ်ပွဲရဲ့အတုံ့လှုပ်ဆုံးထိုးနှက်ချက်ကိုခါဆန်ဒေသမှာဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်းတိုက်လေယာဉ်တွေကသတ်မှတ်ပစ်မှတ်ကိုတိတ်တဆိတ်ရွေရှားခဲ့ပါတယ်။ပစ်မှတ်ကရုရှားတပ်မတော်ရဲ့မြေအောက်အမိန့်ပေးစခန်းဖြစ်ပြီးတန်ကြပ်ကတကားတွေကွန်ကရစ်ဒုံးတွေနဲ့အကာအကွယ်ပေးထားတဲ့နတ်ဆိုင်စွာတိဆောက်ထားတဲ့နေရာပဲဖြစ်ပါတယ်။ဒါကရုရှားပူချုပ်တွေနဲ့ထိတ်တန်းတပ်မှုတွေကစစ်ပွဲအစီအစဉ်တွေကိုကောင်ထယ်ဖော်တဲ့အာယုံကျော်ဗဟိုချက်ပါပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒါဟာတင်းကြိုင်းတစ်ခုဖြစ်လာပါတော့မယ်။ ယူကရိန်းလေတပ်က GBU 62နဲ့ JDAM ဘုံးတွေနဲ့တိမှတ်ကိုလော့ချခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာမိုးကောင်းကင်ကမီးတောက်တွေနဲ့ပောက်ကွဲသွားခဲ့ပါတယ်။မြေအောက်ဥမင်တွေကပြင်းထန်တဲ့ပောက်ကွဲမှုတွေကြောင့်မြေပြင်ပေါ်ကိုပြိုကျခဲ့ပါတယ်။ရုရှားရဲ့ယုံကြည်ရတဲ့ဘန်ဂါရီပြိုလဲသွားပြီးအတွင်းမှာရှိတဲ့တပ်မှုတွေကထိုးစစ်ကိုတောင်ခုခံနိုင်သွင်းမရှိခဲ့ပါဘူး။ခါဆန်ဒေတာမှာဖြစ်သွားတဲ့ဒီထုံးနှက်ချက်ကစစ်ပွဲရဲ့လမ်းကြောင်းကိုဘလို့ပြောင်းလဲစေနိုင်မလဲ။ ရုရှားကဒီလိုပြစ်မှတ်ထားတဲ့ဒီတိုက်ခိုက်မှုကိုဘယ်လိုတုံ့ပြန်မလဲဒီမေးခွန်းနေနဲ့အခြားအရာတွေအတွက်အဖြေတွေကိုကျွန်တော်ရဲ့ဗီဒီယိုမှာဖော်ပြပေးသွားမှာဖြစ်လို့ like ပါကြည့်ရှုအားပေးကြပါအောင်ခင်ဗျာခါဆန်မှာရှိတဲ့ရုရှားမြေအောက်ဘန်ကယူကရိန်းထောင်လှမ်းရေးဌာနကခါဆန်ဒေသမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေဟာမြေအောက်ဘန်ကတခုဖြစ်တဲ့ရခိုင် S300 ဒုံးကျည်ဘက်ထရီကိုစစ်မြေပြင်ဌာနချုပ်အဖြစ်အသုံးပြုနေတယ်လို့အတည်ပြုခဲ့ပါတယ်။ ဘန်ကာကမြေအောက်နှက်ဆိုင်တဲ့နေရာမှာတည်ရှိနေတာကြောင့်အလွန်အကာအကွယ်ကောင်းတယ်လို့ထင်ရပေမဲ့ယူကရိန်းလက်ထက်မှာရှိတဲ့ GBU 62ရှော့ဘုံတွေရဲ့ဆွမ်းအားကတိကျတဲ့တိုက်ခိုက်မှုအတွက်အကောင်းဆုံးပြစ်မှတ်တစ်ခုဖြစ်စေခဲ့ပါတယ်။အဲဒီဘန်ကာမှာဆိုရင်ဒနီပရိုမြစ်ထဲမှာရှိတဲ့ကျွန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ရုရှားတပ်ရင်းတွေနဲ့တပ်မဟာတွေကိုအမိန့်ပေးခဲ့တဲ့အကြီးတန်းအရာရှိတွေနေထိုင်ခဲ့ပါတယ်။ဒီဗဟိုဌာနကိုဖျက်ဆီးလိုက်ရင်ရုရှားတပ်ဖွဲ့တွေဟာခေါင်းဆောင်မှုနဲ့ပေါင်းဆက်ညီနိုင်မှုကင်းမဲ့သွားမှာဖြစ်ပြီး အဲ့ဒီဒေသမှာရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေအတွက်အကြီးအကျယ်အသာသီးရသည်မှာပါအရေးအကြီးဆုံးချက်ကရုရှားလေကြောင်းရန်ကာဝယ်ရေးကိုဖြိုခွင်းပြီးဘုံတွေဘန်ကာရဲရောက်ရှိစေဖို့ပါပဲဒါကြောင့်ယူကရိန်းကစစ်စင်ရေးကိုအဆင့်နှဆင့်နဲ့စီစဉ်ခဲ့ပါတယ်ပထမအဆင့်ရုရှားလေကြောင်းရန်ကာကိုလမ်းကြောင်းမှောင်းအောင်လုပ်ခြင်းစစ်စင်ရေးမစတင်ခင်မှာယူကရိန်းတပ်တွေက electronic စစ်စင်ရေး drone တွေနဲ့အဲ့ဒီဒေသကိုချဉ်ကပ်ခဲ့ပါတယ် ဒီ drone တွေကရုရှား radar တွေအလုံးမဖြစ်အောင်နဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေလမ်းလွဲစေဖို့အတွက်မှောင်ရွင်းတဲ့ပစ်မှတ်တွေကိုဖန်တီးပေးခဲ့ပါတယ်။ရုရှားလေကြောင်းရန်ကာကွယ်ရေးကိုတတိပေးခဲ့ပေမဲ့တကယ်တိုက်ခိုက်မှုဘယ်နေရာကလာမယ်ဆိုတာမသိတဲ့အတွက်လမ်းလွဲသွားခဲ့ပါတယ်။ရုရှားတို့ကသူတို့ရဲ့ကာကွယ်ရေးတွေကိုမှောင်ရွင်းတဲ့နေရာတွေစီးလမ်းညွှန်တို့ဖြစ်သွားပါတယ်။ဒုတိယအဆင့်ပစ်မှတ်ကို အတိအကျညွှန်ကြားခြင်းလေကြောင်းရန်ကာကွယ်ရေးအားနည်းသွားတဲ့အခါ ယူကရိန်းရဲ့ပြုပြင်ထားတဲ့ MiG-29 တိုက်လေယာဉ်တွေကစတင်လှုပ်ရှားခဲ့ပါတယ်။လေယာဉ်မှူးတပ်ဦးက GBU-62 ရှော့ဘုံကိုပစ်မှတ်စီညွှန်ကြားခဲ့ပါတယ်။ဒီဘုံတွေကသူတို့ရဲ့တောင်ပံတွေကြောင့်အကွာအဝေးရှည်တွေထိရှော့ဆင်းနိုင်ပြီးတိကျတဲ့တိုက်ခိုက်မှုတွေပြုလုပ်ဖို့လမ်းညွှန်နိုင်ပါတယ်။လေယာဉ်မှူးကလေဆာနဲ့ပစ်မှတ်ကိုဖောက်ထုတ်ပြီးဘုံကိုဘန်ကာရဲ့တကောက်ကိုတိုက်ရိုက်ချိန်ရွယ်ခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်မှာတောင်ပံပါတဲ့လက်နက်ကမိုးကောင်းကင်ကိုပြန်တက်သွားပြီး ဘန်ကာရဲ့အဝင်အဝါကို ရောက်ရှိလာပြီးကွန်ကရစ်တကားကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ခနာဒါတိတ်ဆိတ်သွားပြီးတဲ့နောက်ကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မြေအောက်မှာကြီးမားတဲ့ဖိအားတစ်ခုဖြစ်လာခဲ့ပြီးကျင်းမြောင်းတဲ့ဇင်းညံတွေကလည်းတဆင့်ပောက်ကွဲလှိုင်းတစ်ခုပြန့်နှံ့သွားခဲ့ပါတယ်။ရုရှားယာရှိတွေနဲ့အကြီးတန်းတပ်မှုတွေကရှုပ်ထွေးမှုတွေအတွင်းကိုရောက်ရှိခဲ့ပါတယ်။မြစ်တပိုင်းအတွင်းမှာရုရှားစစ်မြေပြင်ဌာနချုပ်ကဖုံမှုန့်တွေနဲ့အပြက်စီးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ တိုက်ခိုက်မှုရဲ့ရလဒ်အဖြစ်ရုရှားအကြီးအကဲတပ်မှုတွေကိုခြေမုံနိုင်ခဲ့ပါတယ်။သူတို့ရဲ့ကောင်းဆောင်တွေဆုံးရှုံးသွားတဲ့အတွက်ရုရှားတပ်ဖွဲ့တွေဟာအခုချိန်မှာကြီးမားတဲ့အကြက်အတဲနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ဒါအပြင်ဒီလိုတိုက်ခိုက်မှုတွေကတက်တွင်းစိတ်တက်ကိုပြတ်ပြားစေပြီးအဲ့ဒီဒေသမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေရဲ့ထိရောက်မှုကိုအကန့်အသတ်ဖြစ်စေမှာပါ။ Ukraine MiG 29တိုက်လေရင်ရဲ့စွမ်းပကားခါဆန်ဒေတာမှာနောက်ထပ်အံအားသင့်ပွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရုရှားတို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီနောက်ရုရှားခြေလင်းတပ်သားတရားစင်ခန့်ပောင်းဝင်တဲ့တပ်ဖွဲ့တစ်ခုက El Shikima ရှိတဲ့မြေအောက်လမ်းဖြတ်ကိုမြေအောက်အခြေစိုက်စခန်းဖြစ်ပြောင်းလဲထားတဲ့နေရာစီခြိတက်ခဲ့ကြပါတယ်။မြေအောက်လမ်းဖြတ်ရဲ့အခြေစိုက်စခန်းကသူ့ရဲ့ကွန်ကရစ်အမိုးနဲ့မြေသားနေရန်တွေကြောင့် Ukraine drone ရန်ကနေကာဝယ်ပေးနိုင်ခဲ့ပါတယ်။ရုရှားတို့ drone ပြဿနာက drone တစ်စင်းကစောင့်ကြည့်နေခြင်းပဲဖြစ်ပါတယ်။98.6 degree Fahrenheit တဘာဝဘူကိုထုတ်လွှင့်နေတဲ့စစ်သားတွေက drone ရဲ့အနီအောက်ရောင်ကြီးအာယုံကန်ကရိယာမှာထင်ရှားစွာပေါ်လွင်နေပါတယ်။တပ်စုကခြေဆိုင်စခန်းကိုခြိတက်ပြီးမကြာမီ Ukraine MiG 29တိုက်လေယာဉ်တစ်စင်းကပြင်သစ်လို Hammer Shot ပုံနှလုံးကိုမြေအောက်လမ်းဖြတ်ပေါ်ကိုပစ်ချခဲ့ပါတယ်။ဘုံနှလုံးစလုံးကအဝင်ဝကိုတိတိကျကျတိုက်ခိုက်ခဲ့ပါတယ်။ထိခိုက်မှုဖြစ်ပွားခြင်းမှာယာယီဘန်ကာတွင်ရုရှားစစ်သည်ဘယ်လောက်ရှိနေတယ်ဆိုတာကိုအတိအကျမသိရပါဘူး။ ဒီလိုပဲဘလောက်လွတ်မြောက်ခဲ့တယ်ဆိုတာကိုလည်းမသိရသေးပါဘူး။ဒါပေမဲ့ပေါင်950ရှိတဲ့ဘုံနှလုံးရဲ့ပေါက်ကွဲလှိုင်းတွေကဒီအောက်မှာရှိနေတဲ့လူခန္ဓာကိုယ်တွေကိုဘလို့ဖြစ်သွားမလဲဆိုတာကိုကြည့်ကြည့်အောင်။ရုရှားစစ်တပ်ကဒီတိုက်ခိုက်မှုတွေကိုအခုအချိန်ထိတုံ့ပြန်ဖို့ပြက်ကွက်ခဲ့ပါတယ်။ရုရှားတို့ရဲ့အဓိကအာရုံစိုက်မှုကအရှေ့ယူကရိန်းနဲ့ဘက်ဂရော့ဒေတာမှာဖြစ်ပါတယ်။ဒါကြောင့်တောင်ပိုင်းမှာဖြစ်ပွားတဲ့ဘေးတိုက်ခိုက်မှုကဆိုရုရှားတပ်တော်ကိုအကြီးအကျယ်ထိခိုက်စေပါတယ်။ background မှာအောင်ပွဲဆင်နိုင်ခဲ့တဲ့ Ukraine background ဒေသမှာရှိတဲ့နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကိုအသေးစိတ်ကြည့်ကြည့်ကြရအောင်ရုရှားသတင်းရင်းမြစ်တွေအရ Ukraine တို့ကလူဝင်အား၄000ခန့်နဲ့ background ဒေသကိုသိမ်းပိုက်ခဲ့တယ်လို့ဆိုကြပါတယ်သူတို့ကအဓိကအားဖြင့်ခြေလျင်နဲ့စိတ်ဝင်သူတွေဖြစ်ရွေရှားနေကြပြီမဲ့တန်ကြက်ကတပ်ဖွဲ့တွေကလည်းရုတ်တရက်တိုက်ခိုက်မှုပုံစံနဲ့တိုက်ခိုက်နေကြပါတယ်အနောက်တိုင်းမီဒီယာတွေကဒါကရုရှားကာဝေးအတွင်းကို 3ကီလိုမီတာမှ4ကီလိုမီတာအထိစိတ်ဝင်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။ဒီစစ်စင်ရေးမှာပေါင်းတဲ့ယူကရိန်းတပ်ဖွဲ့တွေက Kax ထိုးစစ်ကဆုတ်ခွာလာတဲ့တပ်ဖွဲ့တွေဖြစ်ပုံရပါတယ်။စစ်ရင်မှာ225တီးကြတိုက်ခိုက်ရေးတပ်ရင်49မော်တော်ယာဉ်တပ်မဟာ33ကြိမ်မြောက်တိုက်ခိုက်ရေးတပ်ရင်24ကြိမ်မြောက်တိုက်ခိုက်ရေးတပ်ခွင်နဲ့ရုရှားစစ်တနာဝန်ထမ်းတပ်ဖွဲ့တို့ပါဝင်ပါတယ်။ဒီတပ်ဖွဲ့အများစုက Kax ဒေသမှာပြင်းထန်တဲ့တိုက်ပွဲတွေမှာပါဝင်ခဲ့ပြီး အဲ့ဒီနေရာကနေစုတ်ခွာလာခဲ့တယ်ဆိုတာကိုသိထားသင့်ပါတယ်။တပတ်ခန့်အကြာမှာသူတို့ကထိုးစစ်ဆင်ခဲ့တယ်ဆိုတာကိုတွေ့ရတဲ့အတွက်အဲ့ဒီတပ်ဖွဲ့တွေမှာစီကံအချို့ရှိပြီးကတ်စ်ကနေ မျှတသွားစနစ်တကျစုတ်ခွာခဲ့တယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒီဒေသမှာ HR နဲ့ SSO ကအထူးစစ်ဆင်ရေးအဖွဲ့တွေလည်းလှုပ်ရှားနေပါတယ်။ယူကရိန်းလေတပ်ကရုရှားနောက်တန်းမှာရှိတဲ့ပြစ်မှတ်တွေအပေါ်မှာအလွန်တိကျတဲ့ပုံတွေခြားထားတယ်လို့ကျွန်တော်တို့အခိုင်အမာတွေ့နိုင်ပါတယ်။ဒီစစ်ဆင်ရေးရဲ့အဓိကအချက်က 414 drone တပ်မဟာတာကီမာဒရာဖြစ်ပါတယ်414ရဲ့နီးဗျူဟာတွေကိုကျွန်တော်တို့သိထားဖို့လိုပါတယ်သူတို့ကဒေတာတစ်ခုကိုဝင်ရောက်တဲ့အခါချင်းကက်လမ်းကြောင်းတွေကိုစနစ်တကျမိုင်းထောင်ကြတယ်ပြီးတော့အခြားတစ်ဖက်မှာလည်းယူကရိန်းလေတပ်က Backrock ဒေတာရဲ့နေမြေကိုကျွမ်းကျွမ်းကျင်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်ဒါအပြင်လေယာဉ်မှုတွေကလေကြောင်းပုံးတွေကိုတိကျစွာချဖို့နဲ့ရုရှားစစ်ရေးအဆောက်အုံတွေကိုတိုက်ခိုက်ဖို့ရှုပ်ထွေးတဲ့လေ့ကျင့်မှုတစ်ခုကိုလှုံ့ဆော်ခဲ့ပါတယ် အငိမ့်စားယူကရိန်းလေတပ်ပို့မှုကြီးတင်နှန်းပို့ချသူလေယင်မှုနဲ့စစ်ရေးကျွမ်းကျင်သူရိုမန်ကဒီလိုမျိုးဆက်စင်ရေးတွေကအလွန်အန္တရာယ်များကြောင်းရှင်းပြခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရအောင်မြင်စွာလှုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင်တကယ့်ကျွမ်းကျင်သူ ဖြစ်ဖို့လိုပါတယ်။နိုင်ငံရေးလေလာသုံးသပ်သူတွေကယူကရိန်းလေယင်မှုတွေက backdrop data မှာရှိတဲ့ Dimitrov ကနဲ့ Kondrov ကရှိစစ်ရေးအဆောက်အုံတွေကို GPU 39, GPU 62နဲ့ GDAM ဘုံးတွေနဲ့တိုက်ခိုက်နိုင်ခဲ့ကြောင်းဖော်ပြကြပါတယ်။ စရေးကျွမ်းကျင်သူတွေရဲ့အဆိုအရ background data မှာ Ukraine ကလေကြောင်းကိုအသုံးပြုပြီးလျှို့ဝှက်ထိုးစစ်လျှို့ဝှက်ထိုးစစ်တစ်ခုကိုဆင်နွှဲနေပါတယ်။ဒီလုပ်ငန်းစဉ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုကနေဆက်မှာ20ကီလိုမီတာမှ25ကီလိုမီတာအကွာဝေးမှာရှိတဲ့စက်ကရီယာစရေးအဆောက်အုံတွေကိုဖျက်ဆီးခြင်းဖြစ်ပါတယ်။တက်ကြွတဲ့ရုရှားလေကြောင်းရန်ကာဝေးရေးကြောင့် Ukraine လေယာဉ်မှုတွေကအနိုင်ပြန်တမ်းမှုဖိအားပေးခံရပြီးတနအီမှာ950ကီလိုမီတာကျော်အမြန်နှုံးနဲ့မောင်းနှင်ကြပါရယ်။ ဘုံချတဲ့အခါစီမံကိန်းဆွဲခြင်းနဲ့ပြင်ဆင်ခြင်းစနစ်ကို ဖွင့်ထားပြီးအဲ့ဒါကပယ်ဒိန်းကိုကီလိုမီတာ40ထိပြန်တန်းစေသလိုသူ့ရဲ့တိုက်ခိုက်ရေးတာဝန်ကိုပြင်းပြောင်းစေပါတယ်။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ကအငိမ့်စားပူမှုကြီးကဒီစစ်စင်ရေးတွေကအလွန်ရှုပ်ထွေးပြီးအန္တရာယ်များကြောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းလေယာဉ်တွေကရှုပ်ထွေးတဲ့လက်ကျင့်မှုတွေကိုလှုပ်ဆောင်ကြပြီးရုရှားရေဒီယိုအမြင်အာယုံအောက်နေဆက်သူမကြာခဏချင်းကလေးရှိကြပါတယ်။ ဘုံချတဲ့အခါသူတို့ကတိုက်ခိုက်မှုပြမှတ်ကိုအနီးကပ်ထိပြန်တန်းကြပြီးတောင်ကုန်းလုံဟာရီနဲ့ရုရှားလေကြောင်းရန်ကာဝေးရေးကလည်းမမြင်နိုင်အောင်ရှောင်ချကြပြီးလေယာဉ်မှုတွေအနေနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုအောင်မြင်မြင်လှုပ်ဆောင်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုစစ်ဆင်ရေးကိုဆင်နွှဲဖို့ဆိုရင်ကျွမ်းကျင်တဲ့လေယာဉ်မှုတွေဖြစ်ဖို့လိုပါတယ်။ယူကရိန်းလေတပ်အင်အားယူကရိန်းလေတပ်ရဲ့ဆင်ရဲမှာဆိုဆိုဗီယက် MiG နဲ့ဆူခွိုင်းအဟောင်းတွေဒိမတ်နဲ့ Dash Lockheed Martin F16 အဟောင်းတွေနဲ့ ြင်သစ် Daxor Mirage ဒူးတောင်တဲ့အဟောင်းတွေရောနှောနေပါတယ်။ဖေဗူလာမှာယူကရိန်းကပြင်သစ်ကနေထောက်ပံ့တဲ့အားကောင်းတဲ့ Scalp EG Cruise ဒုံးကြီးတွေနဲ့ Hammer Shot ဘုံတွေကိုတည်ဆောင်မှုပြုပြင်ထားတဲ့ပြင်သစ် Mirage 2005တိုက်လေရင်တွေပထမတော့ကိုလက်ခံရရှိခဲ့ပါတယ်။ဒါကလက်ရှိစစ်ပွဲရဲ့အရေးပါတဲ့အခြေအနေမှာရုရှားထိမ့်ချုပ်ထားတဲ့နယ်မြေအတွင်းနက်ဆိုင်ကတိုက်ခိုက်နိုင်မှုယူကရိန်းကိုတိတိတသားတုံ့ပြန်ပေးခဲ့ပါတယ်။ SCAP EG တွေက Ukraine ရဲ့ဖြူဟာအတွက်အရေးပါပါတယ်။135မိုင်အထိအကွာအဝေးနဲ့ဘန်ကာဖြတ်စည်းနိုင်တဲ့စစ်လက်နက်ခေါင်းတွေနဲ့ဒီပေါင်2900ရှိတဲ့ဒုံးကျည်တွေက ရုရှားအမိန့်ဘေးစခန်းတွေကိုပိတ်မှတ်ထားဖို့စစ်ရေးပေါင်းစပ်ညှိနှိုင်းမှုကိုနှောက်ယှက်ပေးဖို့နဲ့သူတို့ရဲ့ခုခံမှုကိုအားနည်းစေဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ယူကရိန်းလက်နက်တိုက်က SCAP EG တွေရဲ့အရေးအတွက်ကအတိအကျမသိရသေးပေမဲ့ခံမှန်းချက်အချို့အရဒုံးကျည်တရာသာရှိတယ်လို့ဆိုကြပါတယ်။ ပြင်သစ်ကသူတို့ရဲ့ stock တွေကိုဖြည့်တင်းဖို့ဆုံးဖြတ်ထားပေမဲ့ဒီအဆင့်မြင့်လက်နက်တွေကိုထုတ်လုပ်ဖို့ကအချိန်အများကြီးလိုပါတယ်။ယူကရိန်းမှာရှိတဲ့ပြင်သစ်တန်မတ်ဂေးအလာကတော့ဒုံးကျည်အစ်တွေရောက်ရှိလာတော့မယ်လို့အတည်ပြုခဲ့ပါတယ်။ယူကရိန်းကသူတို့ရဲ့လေပတ်သက်တမ်းကိုတွန်းမြင့်ဖို့အတွက် Mirage 2005တွေကိုအသုံးပြုနိုင်တဲ့သူတို့ရဲ့ကိုပိုင်နက်ဆိုင်နဲ့တိုက်ခိုက်ရေးလက်နက်တွေကိုတီထွင်မှုတွေကိုလည်းစူးစမ်းရှာဖွေနေပါတယ်။ဒီလက်နက်တွေကတီထွင်စဲဖြစ်ပြီး ဆိုဗီယက်ချက်ဟောင်းတွေမှာစမ်းသပ်ခံနေရတဲ့ဖြစ်ပေမဲ့ SCAP EG ထောက်ပံ့မှုတွေညှောနေသွားရင် B-Rush တွေကထိရောက်စွာဆက်လက်တည်ရှိနေတယ်လို့အကူအညီပေးနိုင်ပါတယ်။အခြားတစ်ဖက်မှာ Ukraine စစ်ရင်ရှိတိုက်လေရင်တွေကတိကျတဲ့ဘုံကျဲတိုက်ခိုက်မှုအတွက်ဂျူဒုနဲ့လမ်းညွှန်လျှောပုံတွေကိုတက်ဆင်ထားပါတယ်။ American GBU 39တွေ GBU 62တွေပြင်သစ်ဟမ်မာတွေနဲ့ဖြစ်နိုင်ခြေရှိတဲ့ Ukraine model ဘုံအစ်စ်တွေမှာတက်ဆင်ထားနိုင်ပါတယ်။ ရုရှားတို့ကလည်းတီးကြတဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ပြီးယူကရိန်းတို့ထက်ဂျက်လီယင်တွေကိုရန်နဲ့ချီပုံမပိုင်ဆိုင်တဲ့အတွက်ရုရှားတွေဟာလေကြောင်းမှာအရေးအတွက်အဖြစ်တာလုံမှုရှိနေသေးဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းချိုတူရေဒီယိုတွေရဲ့အနှောက်အယှက်ပေးမှုတွေကရုရှားခြေစံတွေရဲ့တီးကြမှုကိုထိခိုက်စေပါတယ်။အကြောင်းကယူကရိန်းဘုံတွေမှာတီးကြတဲ့အချိန်တိုင်းကြိယာတွေကနေသဆင့်လက်နက်ရဲ့အနေထားကိုတွက်ချက်ပြီးတဲ့တာလုံကောင်းမှုနဲ့အရန်လန်းညုံမှုတွေရှိတာကြောင့်ပဲဖြစ်ပါတယ်။ ခါဆာမှာရှိတဲ့ရုရှားဌာနချုပ်ကို ပောက်ကွဲစေခဲ့တဲ့ GBU 62ကအမေရိကန်လုတ်ဖြစ်ပေမဲ့ထူးခြားစွာယူကရိန်းလုတ်ဖြစ်နေပါတယ်။တမရဟောင်းဂျိုးပိုင်တဲ့အုပ်ချုပ်ရေးအဖွဲ့ကယူကရိန်း MIG နဲ့စုခွိုင်းဟောင်းတွေကိုဈေးသက်သာပြီးတီးကြတဲ့ရှော့ပုံနဲ့အလှည့်မြန်တက်ဆင်ပေးခဲ့ပြီးဒါကပုံမှန်ပေါင်900ရှိတဲ့အတုံးခဲပုံကိုအချင်းသိမ့်ရတဲ့ဘုံအသစ်ရဲ့တောင်ပန်တွေနဲ့အမေရိကန်စစ်တပ်ရဲ့မချော်တဲ့ဘူးတွေတိုက်ခိုက်ရေးဓာတ်ရိုက်တိုက်ခိုက်ရေးလက်နက်ရဲ့လမ်းညွန်ကြိယာုံနဲ့ပေါင်းဆက်ထားတာဖြစ်ပါတယ်။ အတူချုပ်အားဖြင့်ပြောရရင် အနောက်တိုင်းကပံ့ပိုးပြီးတဲ့အဆင့်မြင့်နီးပညာနဲ့အားဖြည့်ထားတဲ့ Ukraine leader ကခြေတန်းမှာရှိတဲ့ Russia တပ်ဖွဲ့တွေကိုပြင်းထန်တဲ့ထိုးနှက်ချက်တွေပေးနေတာကြောင့် Moscow ကာဝယ်ရေးတွေတုန်လှုပ်နေရပါတယ် Ukraine ကိုဇက်တိုက်တိုက်ခိုက်နေခြင်းက Russia တပ်မတော်ကိုလူဝင်အားနဲ့စက်ကရီယာနှမျိုးစလုံးအရကြီးမားတဲ့ဆုံးရှုံးမှုတွေခံစားရစေပါတယ်ဒီတစ်ပတ်အတွင်းမှာပဲစစ်သား၄000ကျော်ဆုံးရှုံးခဲ့ရတဲ့ Russia တပ်မတော်က တိုက်ခိုက်မှုတွေကိုခုခံဖို့ပို့ပြီးခက်ခဲလာတယ်ဆိုတာကိုတွေ့ရှိနေရပါတယ်။ Kremlin ဘော်ဖိအားကနေ့စဉ်နဲ့အမျှတိုးလာတဲ့အတွက်ဗလာဒီမာပူတင်ကအဆုံးမရှိတဲ့ Ukraine လေကြောင်းတိုက်ခိုက်မှုတွေနဲ့အနောက်တိုင်းရဲ့မစုံမနစ်ထောက်ခံမှုတွေကိုရင်ဆိုင်ရမှာဖြူဟာမြောက်အလှည့်ပြောင်းတစ်ခုစီချင်းကပ်ဖို့လိုနေတယ်ဆိုတာတွေ့ရပါတယ်။ရုရှားရဲ့စည်ရေးစွမ်းစီတွေကကုန်ခန်းလူနေပါဖြစ်နေပါပြီ။ဒီလိုရှုံးနိမ်မှုတွေအားလုံးကဗလာဒီမာပူတင်ကိုကြားရှိခံတဲ့ငြိမ်းချမ်းရေးသို့တွန်းပို့နိုင်ပါသလား။ ဒီဖြစ်နိုင်ခြေကလာမယ့်ကာလမှာဘလို့ဖြစ်လာနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ကြရအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ